မင်္ဂလာပါရှင်။ရှမ်းအေကွန်မီဒီယာကကြိုဆိုပါရစေ။တောင်စီမြို့နယ်သာသနာတော်ဆိုင်ရာပွဲတိစိတ်တော်များဆက်ကက်လူတန်းအနေနဲ့ခန်းနာကျင်ပါတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။2025ခုနှစ်သာသနာတော်ဆိုင်ရာပွဲတိစိတ်တော်များဆက်ကက်လူတန်းအနေနဲ့မဟာမင်္ဂလာခန်းနာကိုယနေ့မွန်လယ်နေ့နေ့ကတောင်စီမြို့မြို့တော်ခမ်းမမှာကျင်ပခဲ့ပါရစေ။အခမ်းအနားကိုနမောတတ၃ချိန်ရုပ်စုဖရာကတော်ရေးဖွင့်လှစ်ခဲ့ပြီးထူမခြားနာတချင်းခံကိုဆောင်းပညာရှင်မဲဆွေအမျိုးသားယဉ်ကျေးမှုနဲ့အမှုပညာတက္ကသိုလ်ရန်ကုန်နဲ့ အဆိုပညာရှင်တန်နေဦးနိုင်ငံတော်ရွှေတစိမ့်ဆုရှင်တို့မှတီးခဲ၍တီးဆိုပူဇော်ခဲ့ကြပါတယ်။ရင်နောက်ရှမ်းပြည်နယ်တန်ခါနာယကအဖွဲ့အကျိုးတော်ဆောင်တောင်ကြီးမြို့ရှမ်းပိတိကတ်ကျောင်းတိုင်းဦးစီးပဒါနာနာယကအခမဟာကန္တဝါစကပန္ဒီတာဆရာတော်ဗတ္တနာဝါယမထံမှ၅ပါးသီလခံယူဆောက်တည်ခဲ့ပြီးဆရာတော်ကသမောတနိယဩဝါဒကထာမွက်ကြားချီးမြှင့်တော်မူခဲ့ပါတယ်။ ဲဒီနောက်ရှမ်းပြည်နယ်ဆိုရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်က သာသနာရေးဆိုင်ရာများရှောက်ထားခဲ့ပါတယ်။ဆက်လက်ပြီးဘွဲတစိတ်တော်ရဆရာတော်ကြီးများဒီလာရှင်ဆရာကြီးများအားဘွဲတစိတ်တော်များဆက်ကလူဒန်းခြင်းနဲ့လူပုဂ္ဂိုလ်များအားဘွဲတစိတ်အဆောင်ရောင်များအနှင်းခဲ့ပါတယ်။ဆက်လက်ပြီးဘွဲတစိတ်တော်ရဆရာတော်ကြီးများအားဘွဲတစိတ်တော်များကိုရှမ်းပြည်နယ်ဆိုရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်အရှိတ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူ ရှမ်းပြည်နယ်အစိုးရဖွဲ့ဝင်ဝင်ကြီးများနဲ့ပအိုးကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌမှဆက်ကလူတန်းခဲ့ပါတယ်။အဲဒီနောက်မြို့နယ်တန်ခါနာယကအဖွဲ့ဥက္ကဋ္ဌတောင်ကြီးမြို့ဓမ္မဝိတုအုပ်ဖို့ကျောင်းတိုက်ပဒါနာနာယကမဟာတထမဇောရိကတစားဆရာတော်ဗဒ္ဒန္တဆန္ဒယာဇာဘီဝန္တာထမအနုမောဒနာတရားများနာယူ၍ရည်ဆက်သွင်းချအမြပေးဝေခဲ့ကြပါတယ်။ အခမ်းအနားကိုဗုဒ္ဓသာသနာစီရန်ဒိတ်တထုတုံးခြင်းရွှေ၍အခမ်းအနားပြီးမြောက်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။